အစ္စလာမ်အလိုင်ကွမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုရဗီယောစာနီ25ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ18ရက်နေ့စနေနေ့မှာ9မိနစ်တင်အောင်မြင်ခဲ့ရဲ့သင်ခန်းစာအမှတ်စဉ်1169ကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့လက်ခံယုံကြည်ထားတဲ့အစ္စလာမ်သာသနာတော်ဟာကျွန်တော်တို့ဘဝရဲ့ကဏ္ဍအလုံးစုံအတွက်ဘယ်လိုပြည့်စုံကုန်လုံးနဲ့လမ်းညွှန်ချက်တွေပေးထားလဲဆိုတာကို ေါက်တာယူဆုဖ်အယ်ကာဒါဝီရေးသားထားတဲ့ရေးသားချက်တွေကနေပြီးတော့မှမိញမ်းတင်ပြအပ်ပါတယ်။အစ္စလာမ်သာသနာတော်ဟာအလောရှိမြတ်ရဲ့သာသနာတော်ဖြစ်ပါတယ်။ဒီသာသနာတော်နဲ့ပဲအလောရှိမြတ်ကမိမိရဲ့နောက်ဆုံးကျမ်းတော်ကိုခြာပိသနာတော်မူခဲ့ပြီးတော့နောက်ဆုံးတမန်တော်တွေကိုဆေလွတ်ခဲ့ပါတယ်။မိမိရှင်မြတ်ရဲ့ခွင့်ပြုချက်နဲ့လူသားသူအလုံးကိုဒီနဗီတမန်တော်ကြီးတွေကအမောင်တုကနေပြီးတော့အလင်းရောင်ကိုထုတ်ယူဖို့အတွက်ဖြစ်ပါတယ်။အစ္စလာမ်သာသနာတော်ရဲ့ပြည့်ညတ်ချက်တွေဟာတမန်တော်မြတ်ဆလ္လာလ္လာဟူအလัยဟိဆလမ်ကဟာဒီသ်စတိုရီကနေတဆင့်မိမိအမျိုးသားတို့ထံပို့ချ ဟောကြားခဲ့တဲ့တာဝန်ပေးချက်တွေနဲ့တွင်တင်ချက်တွေကိုစူးစီးထားတာဖြစ်ပါတယ်ဒီတာဝန်ပေးချက်နဲ့တွင်တင်ချက်တွေမှာအလောရှိမြတ်ကမိမိရဲ့ကျမ်းတော်ကုရ်အန်ကျမ်းတော်မြတ်မှာဖွင့်ဆိုထားတဲ့ဖွင့်ဆိုချက်တွေသို့မဟုတ်မိမိရဆူလ်တမန်တော်မြတ်ရဲ့နှုတ်ကပ်နဲ့မိန့်ကြားထားတဲ့မိန့်ကြားချက်တွေအဖြစ်နဲ့ဖော်ပြထားတဲ့အကြောင်းအရာတွေပါဝင်ပါတယ်ဒီအကြောင်းအရာတွေမှာဖန်ဆင်းရှင်နဲ့သက်ဆိုင်တဲ့အမှန်တရားတွေနဗီတမန်တော်တွေနဲ့သက်ဆိုင်တဲ့အကြောင်းတရားတွေတမန်တော်လောကနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပါဝင်ပြီးတော့ကွယ်လွန်ပြီးတဲ့နောက်မှာကြုံဆုံရမယ့်စခန်းတိုင်းမှာ ကျွန်တော်တို့တွေဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတဲ့အရှိတရားတွေကိုလည်းဖော်ပြထားပါတယ်။ဒါပြင်အရှင်မြတ်ကမိမိရဲ့ပညာချက်တွေတားမြစ်ခဲ့တဲ့တားမြစ်ခဲ့တဲ့ပြီးတဲ့အခါမှာမိမိအဖန်စင်ကန်ကြေးကျွန်နေအတွက်ခွင့်ပြုခဲ့တဲ့အရာတွေအားလုံးလည်းဒီထဲမှာပါဝင်ပါတယ်။ဒီပညာချက်တွေဟာသာသနာရေးရာနဲ့လောကီရေးရာကိစ္စတွေအားလုံးနဲ့သက်ဆိုင်ပါတယ်။ဒါကြောင့်အစ္စလာမ်သာသနာတော်မှာဖော်ပြထားတဲ့ပညာချက်တွေဆိုတာဟာ ဖီကာကဏ္ဍမှာဖော်ပြထားတဲ့လိုက်နာကျင့်သုံးရတဲ့ခါဝမှုတွေအပေးယူတွေပဲမဟုတ်ပါဘူး။ယုံကြည်ချက်ပိုင်းတစ်ခုတည်းလည်းမဟုတ်ပါဘူး။ဘယ်ရှုထောင့်တစ်ခုကမှကန့်တတ်ထားတာမဟုတ်ပါဘူး။ဒီလိုပဲသဆဝုဝိညာဉ်တန့်စင်ရေးပညာနဲ့လိလာတဲ့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာသို့မဟုတ်ကိုကျင်တရားဆိုင်ရာရှုထောင့်တစ်ခုတည်းကိုလည်းကန့်တတ်ထားတာမရှိပါဘူး။ဟန်ချက်ညီညီနဲ့ပြည့်စုံစွာညီညွတ်မြတ်စွာနဲ့အထက်မှာဖော်ပြခဲ့တဲ့ရှုထောင့်အားလုံးကိုဂျုံကုန်ထားပါတယ်။အဲ့တော့ကုရ်အန်ကျမ်းတော်မြတ်နဲ့ နဗီတော်မြတ်ဆလ္လာလ္လာဟ်အလိုင်းဆလမ်ရဲ့တွင်တင်ချက်တွေဟာဆွန်နတ်ဆိုတဲ့အချက်တွေအဟာဒီသ်တွေဟာအစ္စလာမ်ပညာချက်အားလုံးရဲ့အခြေခံအကြဆုံးမှားယွင်းခြင်းကင်းတဲ့အရင်းမြစ်နှစ်ခုဖြစ်ပါတယ်။ကုရ်အာန်ဟာပထမအရင်းမြစ်ဖြစ်ပြီးတော့ဆွန်နတ်ဆိုတာဟာဒုတိယအရင်းမြစ်ဖြစ်ပါတယ်။အဲ့တော့ဒီကုရ်အာန်နဲ့ဟာဒီသ်မှာဖော်ပြထားတဲ့ဖော်ပြချက်တွေအားလုံးကိုကျွန်တော်တို့ခြုံငုံပြီးတော့မှအစ္စလာမ်ဆိုတဲ့ပြည့်ပြည့်စုံတဲ့လမ်းညွန်ချက် နော်ပြည့်ပြည့်စုံတဲ့ကျွန်တော်တို့ဘဝအတွက်အရေးပါတဲ့သာသနာတော်ဟာ စူးစီးထားတာဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ